ားလုံးမမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်းလင်းနေပါ Manchester United အသင်းရဲ့ညပြ Ruben Amorim ကို ကလပ်အသင်းကယုံကြည်မှုအပြည့်နဲ့သူ့ဘော်ကိုထောက်ခံမှုအပြည့်ဝပေးထားတယ်ဆိုပြီးတော့ဟိုတနေ့က Manchester Derby ပွဲပြီးမှပြောခဲ့တာပေါ့လေဆိုတော့ Ruben Amorim ကိုလည်းလည်းခက်ချီချီပဲအိုင်းဒီက Sergio Radcliffe ကအသင်းနဲ့ပတ်သက်တဲ့အကြောင်းတွေပဲပြောပြီးတော့ Amorim နဲ့အခြေအနေကိုဘာမှမပြောဘူးသူက သူတို့ဘက်ကဘိုးဖွဲ့တစ်ခုလုံးကရောအင်ဒီယန်စကူကသူ့ကိုယုံကြည်မှုအပြည့်အဝရှိစေဆိုပြီးတော့ထောက်ခံဆင်ဖြစ်တယ်လို့ပြောခဲ့တယ်အဓိကကကလပ်မှာ major injury အချို့ပေါ့လေမတ်တီးယပ်စ်ခုညာတို့မေဆာမောင့်တို့တချို့ဒီဆန်တိုမာတီနက်စ်နဲ့ကစားမတွေအချို့တန်ရနေတာရဲ့ကလပ်ကလည်းအမရိုကို long time project အနေနဲ့ထားထားတယ်ဆိုတဲ့အချက်တွေက ဆာဂျင်ရက်ကလစ်ဖ်တို့ကသူ့ကိုယုံကြည်မှုပေးလိုက်တဲ့သဘောအဲ့ဒီဘက်ကြောင့်လည်းသူက press conference မှာခက်ချီချီပဲပြောတာပေါ့လေခက်ချီချီပဲပြောပြီးတော့အဒီသင်းနဲ့ပတ်သက်လို့ဆိုရင်သူ့ကို long time project အနေနဲ့ club ကသူ့ကိုယုံယုံကြည်ကြည်နဲ့ခံထားတာဖြစ်တယ်ဆိုတော့သူ့ရဲ့ philosophy ကိုဒါပြည့်သက်ကြိုက်စီဖြစ်စေမကြိုက်ဘူးဖြစ်စေသူကဒီ philosophy နဲ့သွားတယ်3 band နဲ့သွားတယ်ဒါ3 band 343 352ဘလို့ပုံစံပဲဖြစ်ဖြစ်ဗျာ3 band formation ကိုသူအပြည့်အဝယုံကြည်တဲ့အတွက်ကြောင့် ဒီ philosophy ကိုလုံးဝမပြောင်းနိုင်ဘူးလို့သူကပြက်ပြက်တသားပြောတော့เนาะသတင်းတောက်တွေမေးတဲ့အချိန်မှာဆိုအဲ့ဒီနေရာမှာ Ruben Amaron ကရှင်းတယ်ဘယ်လောက်ထိပြောလဲဆိုရင်ဒီ philosophy ကိုသူဆက်သွားမှာဖြစ်တယ်တကယ်လို့ club ဘက်ကအဲ့ philosophy ကိုမကြိုက်လို့ရှိရင်တော့ပြောင်းလဲနိုင်တာတစ်ခုပဲရှိတယ်သူ့ကိုလူလဲမှာပဲရတယ်ဟုတ်ရင်လားဗျာသူ့ထုံ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 လိုက်ကွာတော့ i flow system ကိုမပြောင်းနိုင်ဘူးဆိုတော့ပြက်ပြက်သားသားပြောထားတယ်ဆိုတော့အဲ့ဒါက ruby amron ရဲ့ point of view ပေါ့လေ manchester united point of view ကကြည့်ရင်သူတို့ kit assessment မှာ စာအဲလက်ဖာကူဇန်ပြီးကြတဲ့ကနေဒေးဗစ်မွိုက်စ်ကိုထုတ်တယ်ဂျိုးစင်မော်ရီညိုကိုထုတ်တယ်အိုလီဂနာဆိုးရှာကိုထုတ်တယ်ဂျားထဲမှာဘိုင်းညက်ကင်နဲ့နောက်အဲဂျားထဲမှာကျွန်တော်ရိုင်ကင်လည်းအစားတို့ခဏကင်နဲ့မိုက်ကယ်ကာရစ်ကင်နဲ့နောက်အစင်းစင်းနဲ့ဒါနောက်ဆုံးအဲရစ်တန်ဟာရောက်လာတယ်နောက်ဆုံးမှာတော့အခုရူပီအမ်ရိုရောက်တယ်ဆိုတော့သူတို့ဇက်တိုက်ပြောင်းလာတဲ့အချိန်မှာသူတို့လည်းနားလေတာပေါ့လေโอเคအဲလိုနီးပြတရားကိုထုတ်လိုက်ရိုကြီးပေးလိုက်နီးပြတရားကိုထုတ်လိုက်ရိုကြီးပေးလိုက် project တစ်ခုအတွက်သူတို့ငွေတွေတန်း3500တန်း3500သူတို့သုံးတယ်အဆုံးတက်မှာ 0ကပြန်ပြန်ဆရတဲ့ပုံစံဖြစ်တဲ့ကြောင့်ဒီတစ်ခေါက်ကတော့ဖြစ်ချင်တာဖြစ်ငါတို့ရအောင်ထားရမယ်အချိန်နှဲငယ်ဒီထက်ဆောက်မယ်ဆိုတဲ့သဘောတရားမျိုးဆိုတော့ကျွန်တော်တို့ question က Ruby Amron ကဘလောက်ထိယုံကြည်မှုရတာလဲဘယ်အချိန်တိုင်းတာသူဒီယုံကြည်မှုရတာလဲအခုလက်ရှိပေါ့လေဒါသူ့ဘော်ကိုဘယ်လိုပြောမလဲဆိုတော့ဒီကိုယုံကြည်မှုအပြည့်အဝနဲ့ပေးထားပေးထားတဲ့အတွက်ကြောင့်အဲ့နေရာမှာကျွန်တော်စဉ်းစားတာပေါ့လေသူဘလောက်ထိအချိန်ကြာမှာလဲအချိန်ကြာကြီးရမှာလားအချိန်ကြာကြီးရပါမလားဒီ international break က तू โอเคတယ် ပြဿနာမရှိဘူးအခု Chelsea နဲ့သူတို့ကန်ရမယ်တိတ်မကြခင်ကျွန်တော်တို့ Brentford တို့ Netherlands တို့ Liverpool တို့တခြားတိုက်အသင်းကြီးတွေနဲ့စတိုက်ကန်ရမယ်ဒါပေမဲ့အဲ့တော့သူလိုချင်တဲ့ကစားသမားတွေသူလိုချင်တဲ့ position တွေအားလုံးကိုသူတောင်းဆိုတယ်ဒါပေမဲ့ခတ်တာကလည်းလုံးဝမဖြစ်အခုအားဗျာဘယ်လိုပြောဆို Man United ကဂိုးသမားတယောက်သူအသင်းကိုရောက်လာရင်အသင်းကဂိုးသမားအဆင်မပြေဘူးဒါပေမဲ့ Onana ကဟိုဘက်ကိုရောက်တော့ Onana ကကောင်းတယ် ။အဲဒီခါ Rasmus Wiley အသင်းမှာအဆင်မပြေဘူး။ကိုဘက်ကိုရောက်တော့ Napoli မှာမဆိုးဘူးလို့ပြောလို့ရတယ်။ Scott McTominay ထွက်သွားတယ်။ကိုဘက်မှာ Serie ရဲ့အကောင်းဆုံးစုရတယ်။ David De Gea ကတကယ်ကိုကောင်းတယ်။ဆိုတော့ဒီခါလေးကျတော့ Manchester United ကတကယ်ကိုပိုတိုင်းတိုင်ပတ်နေတယ်လို့ပြောရတယ်။ခက်တော့ခက်တယ်။ဒါပေမဲ့ပြဿနာကတတော်ရအဲ့လိုပုံစံ similar ဖြစ်တယ်။ဆိုတော့ Ruben Amorim နဲ့ပတ်သက်လို့ဘိုးဖွဲကကျွန်တော်မြင်တာပေါ့လေသူတို့ထင်တာပေါ့။မတို့အကြိမ်ကြိမ်ကိုရင်းတွေလည်းပေးပြီးပြီ။တခြားတယောက်ကိုခေါ်လိုက်တခြားတယောက်ကိုခန်းလိုက်တခြားတယောက်ကိုခန်းလိုက်ဒေါ်ချင်းငွေပေးလိုက် ဒီလိုပုံစံမျိုးငါတို့အချိန်ကြီးလှုပ်လာတာလည်းငါတို့အဆင်မပြေခဲ့ဘူးအဲ့အဆင်မပြေတဲ့အတွက်ကြောင့်အချိန်ကတော့မထူးတော့ပါဘူးကွာငါတို့ယာတီကုန်တိပဲတိခါပြီးစောင့်ကြည့်မယ်ဒီတက်လည်းအချိန်ကြီးမဆိုးတော့ဘူးမနစ်ကလည်းပြည်ပြလိမှာဒါတော်တော်လေးဆိုးဆိုးဝါဖြစ်ခဲ့တဲ့အချိန်ကြီးဖြစ်တဲ့ကြောင့်ဒီတက်လည်းဆိုးစရာမရှိတော့ဘူးလို့သူတို့စဉ်းစားကောင်းစဉ်းစားလိမ့်မယ်မနစ်ကတည်းလည်းထက်ဆိုးစရာမရှိဘူးအမှန်တိုင်းပြောရင်တော့သူ့လက်ထက်မှာ Man United တင်ရ lowest win ratio point အနေဆုံးပဲဆိုးဆိုးဝါခတ်တာက တပွဲနဲ့တပွဲကြာမှာခြေပတိငိမ်ဘူးဆိုအခုဆိုရင်ဘူလိုဖနန်ဒက်စ်ကလည်းသူ့ကိုဒီပင်ရိုးမှာကစားခိုင်းတဲ့အချိန်တွေကိုသူတဘောလုံးဝမကြောက်သူကလည်းတိတ်တဘောမကြောက်ဘူးမကြောက်ဘူးဒီပင်ရိုးကသူကမကြိုက်ဘူးသူကအဗန်ဖရိုးကနံပါတ်10ရိုးမှာကစားခြင်းနဲ့ကိုဘီမင်းနုကလည်းကစားခွင့်မရတဲ့အတွက်ကြောင့်သူကလည်းဆောင်းရသည်မှာတကယ်လို့ဒီတိုင်းဆက်ဖြစ်နေရင်ဆောင်းရသည်မှာသူထွက်ခြင်းနဲ့နာပိုလီကိုပြောင်းခြင်းနဲ့ဆိုတဲ့အချက်ဆိုကလပ်ဘက်ကဒါပြစ်အနေနဲ့အခုကျွန်တော်ကွင်းလယ်နွေရာသီမှာထက်ဆောင်းရသည်မှာခေါ်နိုင်လား ကာလော့စ်ဘာလီပါတို့အဒမ်ဝါဒန်တို့လို့သူတို့ကြည်တယ်ဒါပေမဲ့ကာလော့စ်ဘာလီပါကိုစောင်းရတီမှာပဲခေါ်နိုင်ဖို့ရှိတယ်ဒီတိုင်းတော့ခေါ်ဖို့ခက်တယ်ဗျာပြီးရင်တန်းတရာ120ပေးဖို့ပေးရမှာ135တန်းအသားလေးပေးရမှာအဲတပပဲအဒမ်ဝါဒန်ကိုတော့တန်း80 80လောက်နဲ့ရနိုင်တဲ့အခြေအနေမျိုးရှိတယ်တကယ်လို့ဒီကွင်းလေကစားမားတွေပေါ့လေအခုကကျွန်တော်တို့ကျွန်တော်တို့ဘောလုံးအသေးသေးမှာအားကောင်းလို့ရှိရင်အရင်တော့ကဗျာခန်းစစ်ဘလောက်ကောင်းကောင်းကွင်းလေကထိန်းတာရင်ခန်းစစ်ကရိုင်းမသိတာဘူးဥပမာမန်ချက်စတာစီးတီးကိုကြည့် လုံးဝမသိထားတဲ့အချိန်မှာအခုလက်ရှိမှာသူတို့အတင်းရဲ့အချိန်နဲ့အတင်းရဲ့အချိန်နဲ့အဲ့လိုပုံစံဖြစ်တာဆိုတော့ဒါကရူပင်အမရိုအတွက်အပြစ်ဖြစ်နေတဲ့ပုံစံမျိုးလားဆိုတော့ဘိုးဘွက်ကရောသူ့ပုံကိုဘယ်လောက်ထိသိခံမန်ချက်စတာယူနိုက်တက်အနေနဲ့အခုလာမယ့် international break အပြီးမှာရောမန်ယူနိုက်တက်ကဒီနေ့ရာသီမှာရူပင်အမရိုကိုဆက်ထားပြီးအပြစ်ဘွက်ဘာဒီဆိုးကျိုးဖြစ်နိုင်လဲဘာဒီကောင်းကျိုးဖြစ်နိုင်လဲဒီတော့ထက်ဆိုးစရာမရှိတော့ဘူးဆိုပြီးတော့စဉ်းစားပြီးတော့ okay လွတ်ထားလိုက် တရားဒီလုံးတော့လွတ်ထားလိုက်တော့ကွာမထူးလဲမထူးတော့ပါဘူးဆိုပြီးတော့လွတ်ထားရင်ရော United ကတော်တော်ကြီးကိုဆူဆူယိုပဲဖြစ်သွားနိုင်တာအခုဆိုရင်ဗျာ Benjamin Shesko ပြောင်းလာတယ်ကိုရရဖို့နေနေသာသာသူ့ရှိပေါ်လုံးလုံးဝကိုမရောက်တော့သူတိုင်ပတ်နေကိုရနိုင်ကြကအပွဲမို့လို့ပဲရှိအပွဲမို့လို့ပဲရှိအဲ့ဒါကလည်းတော်တော်လေးအပြက်တနာအခြေအနေရှိပြီးတော့ဒါအခုလောလောဆယ်အနေထားပေါ့လေဒါ club ဘက်ကဒါအပြောင်းလဲတွေအများကြီးလုပ်ရမယ့်အခြေအနေပါဒါ Man United အတွက်တကယ်ကိုမျိုးကိုထုတ်ဆောင်အများကြီးပဲဆိုတော့ Man United ပြည့်တတ်တယ်ဘယ်လိုမြင်ကြလဲ ဒါဘလို့မြင်လဲအပြောင်းလဲထက်လို့တဲ့ဇန်နဝါရီထိစောင့်ပြီးတော့မှလူတွေထက်ဝယ်ပြီးတော့လက်ရှိအသိကိုအမှန်အမှန်တိုင်းပြောရပြကလကโอเคဒီလောက်ထိတုံးတာပြီးတော့မှနောက်ထပ်တန်း150လောက်နဲ့ကစားမ2ရောက်လောက်ထက်ကော်ပြီးတော့အဲ့ဒါကိုပဲကြည့်ပြီးတော့မှအပြောင်းလဲလုပ်မလားဆိုပြီးတော့စဉ်းစားမယ်ဒါနောက်ဆုံး option ပဲကျွန်တော်ထင်တော့ဖြစ်နိုင်ခြေအမတန်နည်းတယ်ဒါပေမဲ့တေးကြတာတော့ဘူးပင်အမုံကလုံးဝမပြောင်းဘူးဆိုတော့ရှင်းရှင်းလေးငါ့ကိုထုတ်ထုတ်ထုတ်နေငါတော့ဒါပဲသွားမယ်ဒါကိုမင်းတို့ကြိုက်လို့ဆက်ပြီးလက်ခံနိုင်မယ်ဆိုရင်ငါတို့ဆက်သွားမယ်အဲ့ဒါမကြိုက်ဆိုရင်ငါ့ကိုထုတ်လိုက် ဆိုတော့ club ကလည်း okay မထုတ်သေးဘူးငါမေးလို့တော့ထပ်တော့ပြေးအောင်မယ်ငါတို့အတွက် limit တစ်ခုတော့ရှိလိမ့်မယ်အဲ့ limitation ရောက်လာရင်တော့ maybe တခုခုစဉ်းစားနိုင်နေဆိုတဲ့အချက်ဆိုတော့ man united ပြည်သက်တယ်ဘယ်လိုမြင်ကြလဲ amron နဲ့ man united ရှေ့ဆက်မဲ့ခီးစဉ်ကဘယ်လောက်ထိခက်ခဲမလဲ10 round ဖြစ်နိုင်တဲ့အခြေအနေတခုခုကိုဖန်တီးနိုင်ဘယ်လိုမြင်ကြလဲကိုမတ်မောင်ရမချက်ပြကြပါဘူး